26ချိန်မြောက်တာမန်တည်ပတ်ရဲ့ဗုဒ္ဓဟူးနေ့ရှင်လူကာအေဝံဂေလိကျမ်းအခန်းကြီး7အခန်းငယ်39မှ48ထိုချိန်၌သခင်ယေရှုကတပည့်တော်တို့အားမိန့်တော်မူသည်မှာတခိုးလာမည်အချိန်ကိုအင်ရှင်သိပါလျင်မိမိအိမ်ကိုဖောက်ထွင်းစေရန်မအိပ်ဖဲစောင့်နေလိမ့်မည်ဆိုသည်ကိုမူတိမှတ်ကြလော့ပင်တို့သည်လည်း အစင်သင့်ရှိကြလောအကြောင်းမူကားတင်တော့မမျော်လင့်သောအချိန်၌လူသားသည်ကြွလာလိမ့်မည်ဟုမိန်တော်မူ၏ထိုအခါပေထရုကသခင်ဖျားကိုတော်သည်ဤပုံဥပမာကိုတပည့်တော်တို့အတွက်မိန်တော်မူပါသလားသို့မဟုတ်လူအလုံးတို့အတွက်လောဟုမေးလေ၏ကိုတော်ကလည်းအချိန်တန်လျင်အိမ်သူအိမ်သားတို့ကို စားစရာများတည်ခင်းကြွေးမွေးခြင်းက၎င်းတို့အပေါ်အုပ်ချုပ်ရန်အရှင်သခင်ကခန့်ထားသည့်ဥစ္စာရှိ၍ ညာနှင့်ပြည့်စုံသောအစေခံသည့်မြည်သူနီအရှင်သခင်ပြန်လာသောအခါဤသို့ဆောင်ရွက်နေသည်ကိုတွေ့ရသောထိုအစေခံသည့်မင်္ဂလာရှိ၏သင်တို့အားငါအမှန်ဆိုသည်ကားသူသည်ထိုအစေခံအားမိမိဥစ္စာပစ္စည်းအလုံးကိုစီမံကုတ်ကဲရန်အနှင်းလိမ့်မည်သို့တော်ထိုအစေခံကငါ၏ရှင်သခင်ပြန်လာရန်ကြံ့ကြာလိမ့်မည်ဟုမိမိကိုမိမိပြောဆို၍အစေခံယောက်ျားမိန်းမတို့ကိုရိုက်내လျက်တောက်စားမူရစ်နေလေ၏ သူမျောလင့်မထားသော နေ့ရက်နှင့် သူမသိသောအချိန်နာရီ၌သူ၏ရှင်သခင်ပြန်လာသောအခါသူကိုတန်ခတ်၍တစ္ဆာမဲ့သူတို့နှင့်အတူနေရာချထားလိမ့်မည်မိမိသခင်၏အလိုဆန္ဒကို သိတော်လဲသူ၏အလိုအတိုင်းပြင်ဆင်ဆောင်ရွက်မထားသောအစီကံသည် ပြင်းထန်စွာ ရိုက်နှင့်တံပေးခြင်းခံရလိမ့်မည်သို့သောရိုက်နှင့်ချင်းပြစ်ဒဏ်ခံရသည့်အမှုကိုမသိဘဲပြုမိသောအစီကံသည် အနည်းငယ်ရိုက်နှင့်ချင်းခံရလိမ့်မည် ယေရှုများစွာ ခံစားရသော သူတိုင်းသည်များစွာပိဆက်ရလိမ့်မည်ထို့သူများစွာ အနံထားခြင်းခံရသော သူထံမှသူတို့သည်များစွာတောင်းခံကြလိမ့်မည်ဟု မိန့်တော်မူ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် Leaders in the church အသင်းတော်အတွင်းမှာရှိသောခေါင်းဆောင်များ အသင်းတော်တွင်မှရှိသောကောင်းဆောင်မှုကိုသခင်သူကဒီနေ့အတိတ်ပဲဖွင့်ဆိုပေးလိုက်တာကိုတွေ့ရပါတယ်။အစေခံခြင်းပဲဖြစ်ပါတယ်။တရားကသူကောင်းဆောင်မှုပညာကို စာတွေ့သဘောတင်လိုက်တာမဟုတ်ပါဘူး။သူကိုယ်တိုင်လက်တွေ့ကြကြဘဝနေထိုင်အသက်ရှင်မှုပေးဆပ်မှုနဲ့သင်ကြားလိုက်ခြင်းလည်းပဲဖြစ်ပါတယ်။ဒီနေ့ကြတာခန်းကြီး7ခန်းငယ်39အစေခံကနေပြီး သူကိုယ်တိုင် အစင်းသင်းရှိတဲ့အစီကံအတွက်ကို အင်ရှင်ကတထေးကနေပြီးတော့မှအစီကံဖြစ်နေပြန်လဲပြီးအလုတ်ကျွေးပြုတ်အောင်မယ်လို့ဆိုပါတယ်ဒီကျမ်းပါရဲ့အပေါ်ဘက်မှာဒါပေမဲ့တကယ်တကယ်ပြန်လဲပြီးတော့မှတထေးနေရာမှာဝင်ပြီးအစီကံဖြစ်နေအစီခံမဲ့ပုံကသူပဲဖြစ်နေပါတယ်ခန်းကြီး20ခန်းကန်29နှစ်ဆုံးညတာစားပွဲမှာသူကိုယ်တိုင်အစီကံဖြစ်နေအစီကံခဲ့တာကိုတွေ့ပါတယ် table service ဒီဇပွဲမှာအစီခံတယ်ဒီပုံစံအဖြစ်ကောင်းဆောင်မှုဆိုတာဘယ်လိုလဲဆိုတာကိုသူကအတိတ်ပဲဖွင့်ပေးလိုက်တာလည်းပဲဖြစ်ပါတယ်သူအပြင်းမှန်တရုပ်ဆောင်မှုပုံစံမျိုးနဲ့တင်ကြားတာတသက်မဟုတ်ပဲတကယ်သူ့ရဲ့လက်တွေ့ဘဝအသက်ရှင်နေထိုင်မှုပေးဆပ်မှုနဲ့အသက်ရှင်ခဲ့တယ်တင်ကြားခဲ့တယ်ဆိုတာကို ကျွန်တော်တို့မှတ်သားရပါတယ်ဒီမှာရင် ခန်းငယ်41မှာစိန်ပီတဲ့ကဝင်ရောက်မေးမြန်းလာပါတယ်။ကဲဟုတ်ပြီ။အဲ့ဒါဆိုတပည့်တော်တို့ကြီးပဲပြောတာလားတခြားလူတွေတယောက်စီကိုပါသလားဆိုတော့ဒီချက်ပေါ်မူဒီပကမသခင်စုကပြန်လဲပြီးရှင်းပြလာတာကို တွေ့ရပါတယ်။အဲ့ဒီခေအဲ့ဒီအချိန်ကအကျူးကောင်းဆောင်တွေကိုရည်ညွှန်းရုံမကဘူး။ဒီ72ပါးကိုတင် जा ပယုံမကပဲခေဆက်ဆံမှာရှိလာမယ်အသိတော်တွင်မှကောင်းဆောင်များကိုလည်းပဲဒီပုံစံနဲ့အတိတ်ပဲဖွင့်လက် သင်ကြားပေးလိုက်ခြင်းလည်းပဲဖြစ်ပါတယ်။တကယ်တော့သူတို့ရဲ့ကဏ္ဍဆိုတာဟာအင်ကို ကြီးကျက်အုပ်ချုပ်ရသူစတူဝတ်သူဟာတထည့်အလုပ်ရှင်မဟုတ်ပါဘူး။သူလည်းပဲအစီကံပါပဲ။အခွင့်အရေးကမဟုတ်ပါဘူး။သူ့အနေနဲ့တထည့်အလုပ်ရှင်ကိုရောဘဝတူအစီခံတွေကိုပါ စရင်ရှင်းတာအမြဲတမ်းတင်ပြနေရမယ်သူလည်းပဲဖြစ်ပါတယ်။ ဒါကြောင့်သူ့ရဲ့တာဝန်ဟာပိုကြီးပါတယ်သူ့ကိုပေးထားတဲ့ဩဇာအာဏာ spiritual authority ဟာပိုပြီးကမှသူ့မှာကြီးလေးတဲ့တာဝန်ရှိပါတယ်ပိုပြီးကမှအမှုထမ်းရမယ်အစေခံရမယ်အဖြစ်မျိုးကို ဖြစ်နေတယ်ဆိုတာကိုဒီနေ့ရှင်းပြလာခြင်းပဲဖြစ်ပါတယ်ဒီနေ့ဒီခေတ်မှာတမိုင်းတစ်လျှောက်မှာကဲတော့ leadership အကြောင်း management အကြောင်းပိုပြီးလူတွေလေ့လာကြတယ်သိရင်ကြတယ် လေ့လာတဲ့သူရောသင်ပေးတဲ့သူရောတကယ်တော့စာတွေ့များကြပါတယ်တခင်သူဒီနေ့ပြောနေတာကသူကိုယ်တိုင်လက်တွေ့ဘဝနဲ့အသက်ရှင်နေထိုင်ပြီးကမှတုံသင်ခဲ့ခြင်းဖြစ်သလို နောက်ကသင်ယူတဲ့ပုံကိုယ်တွေကလည်းပဲလက်တွေ့အသက်ရှင်နေထိုင်ခြင်းအဖြစ်လေ့လာသင်ယူကြမှာလည်းပဲဖြစ်ပါတယ်အကောင့်ထဲပေါ်ကြမှာလည်းပဲဖြစ်ပါတယ်ကောင်းဆောင်မှုဆိုတဲ့အရာဟာအစေခံခြင်းပဲဖြစ်တယ်ဆိုပြီး ဒီနေ့နိုင်ငံလောကမှာတချို့သော ပုံကိုယ်တွေမှာတော့မှထဲ့ပြီးကမှသုံးနှုံးလာကြတာကိုတွေ့ရပါတယ်ဘာပဲဖြစ်ဖြစ်သခင်စုစီမှာတော့ကောင်းဆောင် ကောင်းတို့ရေမရှိတဲ့အရေးသူအားလုံးအရေးမြစ်ဖြစ်နေကျွန်တော်တို့တွေ့ရပါတယ်သူ့ရဲ့အစေခံခြင်းအဖြစ်သူ့ရဲ့ compassion တနာညတာခြင်း သူ့ရဲ့ commitment စက္ကချင်းသူ့ရဲ့ courage သူ့ရဲ့ အစင်းနဲ့ဖြစ်နေခြင်းအကုန်လုံးစသောစသောအရာတွေကိုအကုန်လုံးတွေ့ရပါတယ်။ကောင်းဆောင်တူးစီမှာရှိတဲ့အရေသူတွေတကတော့အရင်ခန္ဓာကတော့သူ့ရဲ့အစေခံမှုပေါ်မှာအရင်ခံပါတယ်။သူ့ရဲ့ချစ်ခြင်းမေတ္တာပေါ်မှာအရင်ခံပါတယ်။ဒီပုံဒီနည်းနဲ့အသိတော်တွေ့မှာရှိတဲ့ကောင်းဆောင်များကိုအတိတ်ပဲဖွင့်ဆိုကြပါတယ်။နားလည်ကြပါတယ်။ဒီပုံစံဒီနည်းနဲ့ကောင်းဆောင်နိုင်မှုကိုလည်းခေတ်ဆက်ဆက်စူးစမ်းခဲ့ကြပါတယ်။ဒီလိုဒီနည်းနဲ့ 調査ကြရပြီဒီနေ့ဒီခေဒီချိန်ထီအောင်ကိုအသိန်းတော်မှာဤကဲ့သို့သောခေါင်းဆောင်တွေကိုစင်စက်မပြတ်ဖျားသခင်ကပေးသနာလည်းရှိတယ်ဆိုတာကိုယုံကြည်ရင်ခေါင်းဆောင်မြတ်တော်လည်းဆုတောင်းပေးရင်ကျွန်တော်တို့အချင်းချင်းကိုညီရိုင်းမင်းကဆက်လက်ပြီးလူမျိုးတော်တည်ထောင်ခြင်းလုပ်ငန်းတို့၌ပါဝင်ကြပါစို့ကိုရိုင်းနိုင်ငံတော်သည်ရောက်ပါစေတော့